အားလုံးပဲမင်္ဂလာပါ Jamie Finance ညီမမကျေးဇူးပါတယ်ဟုတ်ကဲ့ပါကျွန်တော် GMV Finance ဟာဘယ်လိုကုမ္ပဏီလဲဆိုတာနဲ့ပတ်သက်ပြီးတော့မိတ်ဆက်ပေးချင်ပါတယ်ခင်ဗျာကျွန်တော် GMV Finance ဟာဆိုလို့ရှိရင်တော့ကိုရီးယားမှာနေထိုင်နေတဲ့နိုင်ငံသားတွေကိုချိတ်ငွေထုတ်ပေးနေတဲ့ကုမ္ပဏီတစ်ခုပဲဖြစ်ပါတယ်ခင်ဗျာအာအစွေးရနေပြီးတော့လည်းတရားဝင် license ရထားတဲ့ကုမ္ပဏီတစ်ခုဖြစ်ပါတယ်ကျွန်တော် agent ကုမ္ပဏီမဟုတ်ဘဲနဲ့အစွေးအာဒီ GMV ကနေပြီးတော့ပေါ့နော်ဒါရိုက်ချိတ်ငွေထုတ်ပေးနေတာဖြစ်တဲ့ကုမ္ပဏီတစ်ခုပါအာလက်ရှိမှာဆိုလို့ရှိရင်လည်း2019ခုနှစ်ကနေပြီးတော့ပေါ့နော်စတင်တည်ထောင်ထားပြီးတော့အခု ဆိုလို့ရှိရင်2025 6နှစ်ဆိုတဲ့ကာလတစ်ခုကိုရက်တည်လို့ရက်တည်ပြီးသားပြီပေါ့နော်အာကတ်စတမာပေါင်းတတောင်းကြွားနေပြီးတော့လဲကျွန်တော်နဲ့အတူလက်တွဲထားတဲ့ company တခုပဲဖြစ်ပါတယ်ခင်ဗျာကျောင်းချီယံမြာဆိုလို့ရှိရင်တော့အာ customer တွေရဲ့ယုံကြည်မှုတွေနဲ့အတူတူအခိုင်အမာတိစောက်ထားတဲ့အာ company ကောင်းတခုပဲဖြစ်ပါတယ်လက်ရှိမှာဆိုရင်ကျွန်တော်ချီယံမြာနေပြီးတော့ချင်းငွေထုတ်ပေးနေတဲ့ visa အများအများရှိပါတယ်ဒီတစ်ခါမှကျွန်တော်တို့ inline visa အပြင်တခြားသော visa တွေဖြစ်တဲ့ E71 E72 E73 E74 နောက်ထပ် E10 F2 F5 F6 စားရဲ့ဗီဇာတွေကိုလည်းကျွန်တော်တို့ GMI ကနေပြီးတော့ပေါ့နော်။နည်းဆုံးလေး130ရာနေပြီးတော့300ရာအထိထုတ်ချပေးနေရမှာဖြစ်ပါတယ်ခင်ဗျာ။ဒီနေ့မှာဆိုလို့ရှိရင်လည်းကျွန်တော်တို့ဘက်ကနေပြီးတော့ထပ်တိုးဗီဇာတွေအနေနဲ့လည်းပေါ့နော်။ချိန်ွေထုတ်ပေးနေရမှာဖြစ်ပါတယ်။ဒီဗီဇာတွေကဆိုလို့ရှိရင်တော့ဘလူးဗီဇာမျိုးဖြစ်မလဲမှာတစ်ချက်လောက်ရှင်းပြပေးပါဦးခင်ဗျာ။ ဒီနေ့မှာထပ်တိုးဗီဇာတွေကတော့ G2 နဲ့ G1 ဗီဇာတွေပဲဖြစ်ပါတယ်။ကိုရီးယားမှာကျောင်းတက်နေတဲ့တက္ကသိုလ်ကျောင်းသားတွေရဲ့အခက်အခဲတွေပေါ့နော်။အင်္ဂလကအခက်အခဲတွေပြီးတော့ကျောင်းလာကအခက်အခဲတွေကို GMA ရကွန်မြူနီကေးရှင်းပေးစင်တဲ့စိတ်နဲ့ဒီဗီဒီဗီဇာမျိုးစားတွေကိုထပ်တိုးထားတာဖြစ်ပါတယ်။နောက်တစ်ခုက G1 ဗီဇာပေါ့နော်။ဒီမှာပြီးမပြောင်းမဲ့ကိုရီးယားမှာပဲစတင်နေတဲ့ G1 ဗီဇာတွေအတွက်ချိန်ဝေထုတ်ပေးနေပါတယ်။အနည်းဆုံးတော့30နဲ့30နဲ့30ထိထုတ်ပေးပါတယ်။ဟုတ်ကဲ့ပါခင်ဗျာ။ကျွန်တော် GMA ဆိုလို့ရှိရင်ပေါ့နော်။လက်ရှိတရားဝင်ရုံးချုပ်နေနေရတော့ကျွန်တော်တို့ဆို အာဒီမူနယောက်နာမတည်ရှိတာပဲဖြစ်ပါတယ်ခင်ဗျာเนาะရုံခွဲအနေနဲ့ကတော့ရုံခွဲပေါင်း73ခုတည်ရှိပြီးတော့ကျွန်တော်တို့မြန်မာတာဝန်ခံတွေအမြဲထိုင်နေတဲ့နေရာဆိုလို့ရှိရင်เนาะဘူဖြောင်းရုံခွဲရာဆိုလို့ရှိရင်เนาะအပတ်စဉ်စနေတနင်္ဂနွေကျွန်တော်တို့ဘူဖြောင်းရုံခွဲမှာချင်းဝင်နေပတ်သက်ပြီးတော့လာရောက်စုံစမ်းမြင်းမြန်းလို့ရပါတယ်ခင်ဗျာကျွန်တော်အပတ်စဉ်မှာဆိုလို့ရှိရင်လည်းကျွန်တော်တို့တောက်ကြနေတိုင်းမှာပေါ့เนาะကျွန်တော် GMM ကဒီ Facebook ပေါ့เนาะ GMM Finance မြန်မာ GMM Remittance မြန်မာဆိုတဲ့ Facebook ပေးရနေပြီးတော့အပတ်စဉ်ကျွန်တော်တို့ဘက်ကနေပြီးတော့ marketing စစ်မှတ်နေရာတွေကိုလည်းအာအနေနဲ့ ချုပ်တင်ပြီးတော့ကြီးညာထားဖြစ်တဲ့အတွက်ကြောင့်မလို့ပေါ့နော်ကျွန်တော်တို့ဘက်ကနေပြီးတော့ marketing ဆင်းတဲ့နေရာတွေမှာလာရောက်ပြီးတော့လဲချင်းဝင်တဲ့ပတ်သက်တဲ့ဝန်ဆောင်မှုတွေလကောက်ချင်းအမြင့်ဝန်ဆောင်မှုတွေလကောက်အားလုံးပဲရောက်နိုင်မှာပဲဖြစ်ပါတယ်ခင်ဗျာကျွန်ချင်းအမြင့်ကဒါချင်းဝင်ဝန်ဆောင်မှုတခုတည်းပေးထားမှာမဟုတ်ဘဲနဲ့မြန်မာပြည်ကိုဝင်လွှဲရတဲ့ဝန်လုံးဝန်ဆောင်မှုစင်ကတ်ဝန်ဆောင်မှုဒါချင်းအမြင့် master card စတဲ့ဝန်ဆောင်မှုတွေအပြင်အမကဝန်ဆောင်မှုကိုလည်းပေးထားပါတယ်ခင်ဗျာ အမကံဝင်ဆောင်မှုကဆိုလို့ရှိရင်နော်တလမ1000တောင်းလဲကြတဲ့မဲ့ဝင်ဆောင်မှုမျိုးပဲဖြစ်ပါတယ်ခင်ဗျာဒီဝင်ဆောင်မှုကဆိုလို့ရှိရင်လည်းဒါလက်ရှိကိုရီးယားမှာနေထိုင်နေတဲ့ဗီဇာအဆောင်လေးပေါ့နော်ရှောက်လို့ရမယ့်အမကံမျိုးပဲဖြစ်ပါတယ်ခင်ဗျာမတော်တဆထိခိုက်မှုတွေဖြစ်လာဖို့အတွက်ပေါ့နော်ဒါကိုယ့်ဘက်ကနေဂျူတင်ကခွဲထားရမယ့်အမကံမျိုးလို့ပဲဖြစ်ပါတယ်ပေါ့ ဟုတ်ကဲ့ပါခင်ဗျာဆိုတော့ကျွန်တော်တို့ရုံခွဲအင်းနဲ့ဆိုလို့ရှိရင်လည်းဆန္ဒပြသသလိုဆက်သုံးမှုရှိနေတာဖြစ်တဲ့အတွက်ကြောင့်မလို့ကို့အနေနဲ့ပေါ့နော်ကျွန်တော်တို့ရဲ့ GMB ဝန်ဆောင်မှုတွေကိုရယူခြင်းနဲ့ဆိုလို့ရှိရင်တော့အာကျွန်တော်တို့ရဲ့ GMB Finance မြန်မာ Facebook ပေးရနေမှာတစင်အာနှိစက်ရရုံခွဲတွေမှာလာရောက်ဆုံစားမိမြင်လို့ရမှာပဲဖြစ်ပါတယ်ခင်ဗျာအခုကျွန်တော်တို့ GMB ကနေပြီးတော့ပေါ့နော်အာစဉ်းစားမပြတ်တင်ဆက်ပေးနေတဲ့အကြောင်းအရာလေးတွေကိုလည်းစိတ်ဝင်စားစွာကြည့်ရှုပေးကြဖို့အာတောင်းဆိုချင်ပါတယ်ခင်ဗျာ အာဒါဆိုလို့ရှိရင်ကျွန်တော်အားလုံးပဲဆက်ဆက်လဲရအောင်ဒီနေ့ဒီချိန်ထိ GMI ကိုယုံကြည်စွာနဲ့လက်တွဲပေးရတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်ပုံမကောင်းမွန်တဲ့နေ့တည်လေးတွေပိုင်ဆိုင်နေကြပါစေခင်ဗျာအားလုံးပဲကျေးဇူးများကြီးတင်ပါတယ်